GBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပစက်အငားပေးစာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမယ့်သူကတော့မတ်တီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB အစီအစဉ်ဒီတစ်ပတ်အတွက်ပြန်လည်ထုတ်လွှင့်မယ့်အချိန်ရောက်လာပါပြီရှင် ုတ်ကဲ့ပါမတည်ပေးစာတွေထဲကမှပထမဦးဆုံးဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ဒါအခုတလောနာမည်ကြီးနေတဲ့ဒီကြဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာနဲ့ပထမဦးဆုံးဖတ်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်အခုတလောနာမည်ကြီးနေတဲ့ကြဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လိုက်တာပါစစ်တပ်နဲ့ BGF ကကြားဖြန့် online ငွေလင်ခိုင်းတွေကိုနှိမ်နင်းမယ်ဆိုတာဟန်ပြတသက်ပါပဲတကယ်တမ်းလူစုတာ အင်တာဗျူးတာတွေကရန်ကုန်မြို့လေကနာမည်ကြီး Diamond Square အဆောက်အုံအပေါ်ထက်မှာရုံးခန်းဖွင့်ပြီးတော့လုပ်နေကြပါတယ်အဲ့ဒီနေရာမှာကျွန်တော်ရဲ့အကူနှစ်ယောက်ကိုအင်တာဗျူးပြီးတော့လာရှိုးမှာအလုတ်ညာပြီးခန့်ခဲ့တယ်လို့တူလေးတယောက်ကိုတော့မြောက်ရီဘက်ကိုစီးရင်ကိုင်းဆိုပြီးတော့ပို့လိုက်ပါတယ်နေကလာတဲ့လူတွေဆိုတော့ကြားဖြတ်မှန်လည်းမသိဘူးလေကွန်ပျူတာစီးရင်ကိုင်းဆိုပြီးပဲသိကြတယ်အကူတွေကတော့စာချုပ်ပြည့်လို့ပြန်လာတာကြပါပြီး တူလေးကတော့အရင်လားကမှထွက်ပြေးပြီးတော့လွံ့မြောက်လာခဲ့ပါတယ်။တကယ်တမ်းကြားဖြန့်ယုံအများစုဟာရန်ကုန်မှာအများဆုံးပါဆိုပြီးတော့ခြေသားပေးဖို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒီမြန်မာနဲ့ဒါနေဆက်ဒေသတချို့တွေမှာဆိုရင်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့နှိမ်နင်းမှုတွေလုံနေတယ်ပေါ့နော်ဒါဆက်တက်ကလည်းဒါဟန်ပြနေနေလဲဆိုပြီးတော့ဒါဝေဖန်မှုတွေရှိနေတယ်နောက်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ ဒီစစ်တပ်အထိုင်အများဆုံးရှိတဲ့ဒီမင်္ဂလာဒုံပတ်ဝန်းကျင် area မှာဆိုရင်လဲကြားဖြန့်နေဒါအိမ်တွေငှားပြီးတော့လုတ်ကင်နေတယ်ဆိုပြီးတော့ဒါဒေသခံတွေရဲ့သတင်းပေးပို့ချက်တွေကိုကူကားပြီးတော့ဒါသတင်းတွေထဲမှာလဲရေးသားဖော်ပြနေတာကိုတွေ့နေရပါတယ်ဒါအခုလိုမျိုးကြားဖြန့်နေပတ်သက်ပြီးတော့ရေးသားပေးပို့လာတာကိုလဲဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါကျမဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ပတ်စဉ်ပတ်တိုင်းကျမတို့စီစဉ်ကူစာရီပေးပို့နေကြဖြစ်တဲ့မားမီဆောင်ကတာလူလူအောင်တဲ့ပေးဖွဲ့ကပေးပို့လာတဲ့ပေးစာပါရှင် စကိုင်းတိုင်းကတာခရိုင်လူလူတိုက်ပွဲဥဆောင်ကော်မတီကပြပူလာတာပါနိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့နိုးပုတ်အန်နာကန်တနက်ပြောင်းဝကမဲပေးပွဲကိုစတင်ကြဆိုတဲ့အလှူရှားမှုကိုပြပူလိုက်ပါတယ်စစ်ကောင်စီကပြည်သူတွေကိုကြောက်လန့်အောင်စင်းရင်မွဲတီအောင်ပညာမတက်အောင်သတင်းအမှောင်ချပြီးစာရိတ္တပြက်ပြားအောင်ဆိုတဲ့နီလန်းငါးတွယ်နဲ့အုပ်ချုပ်နေတာကိုစတင်ကြောင်းပြည်သူအဝိန်တွေကိုမိရှုဖြက်စီးနေတဲ့ဖက်စစ်ရွေးကောက်ပွဲကိုတပိတ်မောက်ချဖို့တိုက်တွန်းခဲ့ကြပါတယ် နိုင်ငံရေးကျင်းသားတွေနဲ့ဒေါအောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ငါးမြင်းဆောင်ကတာလူလူအောင်လံတပိတ်အဖွဲဆိုပြီးတော့တက်ပုံဒီဗီဒီယိုနဲ့တကွပေးပို့လာပါရှင်။ဟုတ်ကဲ့ပါဒါငါးမြင်းဆောင်ကတာအာတပိတ်ဖွဲ့ရဆိုရင်ကျွန်တော်တို့ရဲ့ဒီ dot 2 dpp အစီအစဉ်ကိုအပတ်စဉ်အပတ်တိုင်းလို့လို့စာရီတွေမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေ video file တွေကရေးသားပေးပို့နေတဲ့အဖွဲ့လေးဖြစ်ပါတယ်ခင်ဗျာ ုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ကျွန်တော်ဒီစကိုင်းတိုင်းခလေးခရိုင်ထဲမှာရှိတဲ့ဒီပါသုံးလုံးဂိတ်တွေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ DPP ဖွဲ့သားများစကိုင်းတိုင်းခလေးခရိုင်မင်းကင်းမြို့နယ်ချင်းတွင်းမြို့တစ်ချောင်းမှာဖွင့်လှစ်ထားတဲ့ပြည်သူအုပ်ချုပ်ရေးပါသုံးလုံးဂိတ်တွေနဲ့ပတ်သက်ပြီးတော့ရင်ဖွင့်ကြပါတယ်ပါသုံးလုံးဂိတ်တွေမှာငွေကြေးတောင်းရမ်းမှုများပြားပြီး ခရီးသည်နဲ့ကုန်သည်တွေပေါ်ဆက်ဆံရေးဆိုးရွားကြမ်းတမ်းနေပါတယ်။အရင်က LPDF အလူကန်ဂိတ်တွေပိတ်သိမ်းပြီးတော့မြို့နယ်ပါသုံးလုံးဂိတ်၅ဂိတ်ဖွင့်လိုက်ပြီးအဲဒီဂိတ်တွေနေရာမှာ အခွန်ခတွေကိုအစမတန်တောင်းခံနေပါတယ်။အခုလိုလုပ်တာကတော်လန်ရေးပုံရိပ်ကိုကျဆင်းစေတဲ့အတွက် NUG အစိုးရထုတ်ပြန်ထားတဲ့အခွန်စည်းမျဉ်းတွေနဲ့အညီဖြစ်စေဖို့ကိုကျိုးရှာတာတွေမရှိစေဖို့အထက်လူကြီးတွေစက်မှတ်ပေးဖို့တော်လန်ရေးရဲဘော်တူဦးအနေနဲ့ dot2dvv ကနေတစင်ရေးသားပြဖို့လိုက်ရပါတယ်ဖတ်ကြားပြပါတော့ dot2dvv အဖွဲ့သားတွေအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဆိုပြီးတော့ရေးသားပြဖို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုဆိုရင်ဒါတချို့နေရာတွေမှာပေါ့လေဒါသခိုင်းတိုင်းပြင်တခြားနေရာတွေမှာဆိုရင်လည်းဒါစစ်တပ်ဂိတ်တွေအပြင်မှာဒါဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဂိတ်တွေလည်းရှိကြတယ်တချို့နေရာတွေမှာဆိုရင်ဒါအခွန်အောက်တွေကြောင်းဒေသခံတွေဒါဒေသတွင်းမှာကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်တွေခံစားနေရတဲ့ပေးစာတွေကလည်းတော်တူ DPP ကိုဒါမကြာခဏဆိုသလိုလက်ခံရရှိနေတဲ့ပေးစာတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကတော့မကွေးတိုင်းမင်းတုံးမြို့နေရာပြေပို့လာတဲ့ပေးစာပါရှင် မင်္ဂလာပါတော့ DDPP ဖွဲ့သားများရဲ့မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်မှန်ကျေးရွာလမ်းပိုင်းဟာတစ်ကားတွေကြောင့်တော်တော်ပျက်စီးနေပါပြီစစ်တပ်တစ်ကုံတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှုကိုတစ်ကားတွေမတွားခိုင်းမှု ပြောပေမဲ့မရပါဘူးတစ်ကားတွေမထွက်ရင်ဝန်တွင်းဂိတ်မှရှိတဲ့ဘူကြီးကစိတ်ဆိုးတယ်လို့ပြောပြီးရွာသားတွေကိုအုပ်ချုပ်ရေးမှုကချိန်ချောက်ပါတယ်နောက်ပြီးအခုလိုတစ်ကားတွေကိုမထွက်ခိုင်းတာကမိုက်ကြီးခွဲရလားဆိုပြီးတော့ဝန်တွင်းကဘူကြီးကပြောပါတယ် တိကားတွေမောင်းလို့ပြက်သွားတဲ့လမ်းနေရာကိုလည်းပြက်မပြင်းပါဘူးအခုဆိုရွာလမ်းကမိုးရွာရင်ဆိုင်ကယ်တောင်မောင်းလို့မရတော့ပါဘူးအုတ်ချုပ်ရည်မှုကတိကားတွေကိုမပိတ်တဲ့အပြင်သူကိုယ်တိုင်တောထဲမှာတစ်တွေကိုလိုက်ဝယ်နေပါတယ်အခြားတစ်ကုံတွေလည်းရှိနေပါသေးတယ်အခုလိုပြည်သူတွေရဲ့ဒုက္ခတွေကိုသိအောင်တော်တူဒီမီမီကဖတ်ကြားပေးပါခင်ဗျာဆိုပြီးတော့ရင်ဖွင့်ရေးသားပေးပို့လာပါရှင် ။ဟုတ်ကဲ့ပါအခုလိုမျိုးကိုဒေတာကိုပဝန်ချင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေးသားပြပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါရေးသားပြပို့မယ်ရင်ဖွင့်ခြင်းနဲ့ဆိုရင်စာသားတွေတွေမဟုတ်ဘဲနဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်နဲ့တကွတော်တူ DVB ကိုရေးသားပြပို့လို့ရပါတယ်ခင်ဗျာ။ရေးသားပြပို့တော့မယ်ဆိုရင်တော့ email ကနေတစ်ဆင့်ရေးသားပြပို့တော့မယ်ဆိုရင် .2dvv@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ် Viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 946 395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမသိဒီကျွန်တော်ဆက်ပြီးတော့ဖက်ပြပြင်ပဲနောက်ထပ်ဘေးသာတစ်ဆောင်ကတော့ဒီစကိုင်းတိုင်းကတာခရိုင်တွေကရေးသားပေးပို့လာတဲ့ဘေးသာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်စကိုင်းတိုင်းဒေသကြီးကတာခရိုင်ကတာမြို့နယ်ပြင်ထောင်လေးရွာ နီးမှာရှိတဲ့ပြင်ထောင်လေးတရားဆက်ခေါ်အရင် MES အခုစိန်တိုးတရားဆက်မှာဟွန်နန်းတွေခံတောင်းခွင့်ဖြစ်တဲ့ရှောင်းတခင်ခွင့်စေးခွင့်လုံတက်ခွင့်စားရဲအရာတွေကိုမတိကြိုးကြုံပြုနေပါတယ် ဆက်ယုံမှ NUG လက်အောက်ခံနယ်မြေတည်ရှိပြီးတော့အလုသမားတွေရပိုင်ခွင့်တွေကိုခေါင်းပုံဖြတ်ခံနေရတာနဲ့ပတ်သက်ပြီး NUG အစိုးရတည်ရှိစေရန်တော်တူ DVV ကနေတဆင်ရေးသားရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီကတာခရိုင်ကတာမြို့နယ်ပြင်ထောင်လေးရွာအနီးမှာရှိတဲ့ဒီတရားဆက်ယုံမှာအလုသမားအခွင့်အရေးဆုံးရှုံးနေရတဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးသားကိုတော်တူ DVB အစီအစဉ်ကနေပြီးတော့ဖျားချပေးလိုက်ရပါတယ်ခင်ဗျာ โอเคပါကွန်ကျော်ကြီးအခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာပါတော့ဒီမြမာပြည်တွင်းမှာပေါ့နော်အဘဘက်ကအချက်တဲကိုကြုံတွေ့နေရတဲ့အကြောင်းကိုဖြီသူတယောက်ရေးသားပေးပို့လာတဲ့ရေးပွင့်စာကိုဖတ်ပြပေးခြင်းပါတယ်ရှင်လက်ရှိမှာမြန်မာနိုင်ငံမှာနေထိုင်ရတာလူဖြစ်ချိုးမနဲ့တလို့လူငယ်တွေလည်းလမ်းပျောက်နေပါပြီကျွန်တော်ကမိသားစုအတွက်တယောက်တည်းရုန်းကန်နေရတာပါအလောက်ကအရင်လိုအဆင်မပြေတော့ပါဘူးအရင်တုန်းကတော့အဆင်ပြေပါသေးတယ်အခုတော့အခြေအနေတွေကတရက်ချက်တရက်ဆိုးလာနေပါပြီလန်ခီးတွေပိတ်ဆို့တာလို့ကုန်စည်နှုန်းတွေစမတန်တက် စံစည်းတွေကကြီးဝင်ငွေနဲ့ထွက်ငွေမမျှမတဖြစ်နေပါပြီ။ကာကွယ်ပါတယ်ဆိုတဲ့စစ်ကောင်စီကလမ်းတွေပိတ်ထားလို့ကုန်စည်နှုံတွေပိုတက်လာတယ်လို့ဘာမှမသိတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့လည်းလမ်းကြီးကိတ်ကြီးတွေပေးနေရလို့မိသားစုစားဝတ်နေရေးအတွက်တယောက်တည်းရုန်းကန်နေရတဲ့လူငယ်တွေရဲ့ဘဝဟာရှေ့မတိုးတာနောက်မဆုတ်တာဖြစ်နေကြောင်းဝမ်းနည်းစွာရေးသားပြပူလိုက်ရပါတယ်။အမားပါရင် ခွင့်လွှတ်ပေးပါဆိုပြီးတော့ရေးဖွင့်ရေးသားလာတာပါရှင်။ဟုတ်ကဲ့ပါအခုဆိုရင်ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာ ဒါလူငယ်တွေပြည်ပတွေကိုဒါထွက်ခွာနေရတယ်အချို့ဆိုရင်ဒါစစ်မှုထမ်းဥပဒေကိုရှောင်ရှားဖို့အတွက်ပေါ့လေဒါညီမျိုးစုံနဲ့ 조사နေရတယ်조반နေရတဖက်မှာလည်းဒါစစ်မှုထမ်းဥပဒေကိုမလွန်ဆန်နိုင်လို့ဒါစစ်မှုထမ်းနေရတဲ့လူငယ်တွေကလည်းအများကြီးရှိနေအခုဒီမှာရေးသားသလိုမျိုးပဲလူငယ်တွေအများစုကတော့ဒါလမ်းပြောင်းနေရတယ်ဆိုတဲ့အခြေအနေတွေကလည်းကျွန်တော်တို့ဒီသတင်းတွေထဲမှာကြားသိမြင်နေရတယ်ပေါ့နော်တစ်ဆက်ထဲမှာပဲဒါခုနအရှိမဖက်ပြခဲ့တဲ့စာလိုမျိုးပဲဒါလမ်းတရာကြီးတွေဂိတ်ကြီးတွေကြောင့်ဒေသတွေမှာလည်းကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်တွေကိုအကုန်လုံးကခံစားနေရတယ်ပေါ့အခုကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်ဆောင်ကလည်းဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့တောကရောက်နေရတဲ့ ြည်သူတွေရဲ့ရေးသားပြဖို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်မွန်ပြည်နယ်ပေါင်မြို့နယ်ဖြူပကြေးရွာဘက်ကအခြေအနေကိုလည်းပြောပြခြင်းပါတယ်အဲဒီရွာကအုပ်ချုပ်ရေးမှုနဲ့ဆယ်အိမ်မှုတွေကစစ်မှုမထမ်းရဘူးဆိုပြီးတော့တအိမ်ကိုငွေ1000ကျပ်အတင်းလိုက်ကောက်နေပါတယ်မပေးတဲ့အိမ်တွေကိုစစ်သားရဲလာရင်တောင်းဝန်မယူဘူးကိုယ့်ဘသာကိုရှင်းဆိုပြီးတော့ချင်းချောက်တလို့ဖုန်းထဲမှာဟိုဟိုဒီဒီသတင်းတွေမကြည့်ဖို့မရေးဖို့ ြောဆိုပိတ်ပင်ချိန်ချောင်းနေပါတယ်စစ်တပ်အကူနဲ့ရွာသားတွေပေါ်အနိုင်ကျင့်ဗိုလ်ကျနေတာတွေကို DVV ကနေတဆင့်ပြောပြပြပါ အကူပါတယ် DVV ဆိုပြီးတော့ဒီပေါင်မြို့နယ်ဖြူဖကြီးရွာဘက်ကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဒါရရွာထဲမှာရွာသားတွေပေါ်အနိုင်ကျင့်နေတဲ့အကြောင်းရေးသားပေးပို့လာတဲ့ပေးစာကိုဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းတပင်းမြို့နယ်ကပြည်သူတယောက်ရှင်ဖွင့်ပေးပို့လာတဲ့ပေးစာပါရှင် မင်္ဂလာပါလို့ပထမအဦးဆုံးနှုတ်ခွန်းဆက်ပြရစီစာရေးသားပြပူလာသူလည်းမင်္ဂလာပါရှင်တော်တူ DBB ကိုပုံမှန်နားထောင်ပြီးမယ့်အခုမှပထမဆုံးစာရေးလိုက်တာပါလက်ရှိတပရင်းဘက်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏလှုပ်လာတဲ့အတွက်မိဘပြည်သူတွေအနေနဲ့အိုးအိမ်ပစ္စည်းတွေကိုနှမျောမနေပဲကိုယ်အသက်အန္တရာယ်ကိုသာအထူးဂရုစိုက်ကြပါဟုတ်ကဲ့ပါမြန်မာနိုင်ငံကပြည်သူတွေအားလုံးလူလုပေးတဘာဝဘေးတွေကနေကင်းဝေးပါစေလို့ DBB ကနေစုမကောင်တောင်းပေးလိုက်ရပါရှင် ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးမယ်နောက်ထပ်ဘေးစာတစ်စောင်ကလည်းအရှိမပြောခဲ့သလိုမျိုးဒီအကောက်ခွန်နေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖတ်ပြရမယ်ဆိုရင်ကိုအောင်ချောနဲ့ DBB အဖွဲ့သားများအားလုံးကျန်းမာပါစေလို့ဥစွာနှုတ်ခွန်းဆက်သပါရစေဟုတ်ကဲ့ပါပေးပို့လာတဲ့ဆာလာရှင်လည်းကျန်းမာချမ်းသာပါစေခင်ဗျာအခုလိုစာရီရေးသားပေးပို့ခွင့်ရလို့လည်းကျေးဇူးအထူးတင်ပါတယ်လက်ရှိအခြေအနေကိုပြောပြရစေရွှေပြည်အေးမြို့ဟာ ကုန်းလန်းရေလန်းစုံရအချက်ကြချားဖြစ်လို့အခွန်ငွေတွေအများအပြားရရှိနေပေမဲ့တောင်ဝန်ရှိသူချို့ကဒီငွေတွေကိုတော်လန်ရေအတွက်မသုံးပဲကိုကျိုးအတွက်သုံးဆွဲနေပါတယ်။လက်ရှိမှာ တောင်ဝန်ရှိသူတချို့ကိုအပြောင်းလဲလုပ်တယ်ထုတ်ပယ်တယ်ဆိုတာမျိုးတွေရှိရဲ့လို့ကြားသိရပြီးတော့သူတို့ရယူထားတဲ့ပိုင်ဆိုင်မှုတွေကိုပါစစ်ဆေးသင့်ပါတယ်။အန်ယူဂျီတောင်ဝန်ရှိသူအနေနဲ့ တော်လန်ရေးခေါင်းစဉ်တက်ပြီးတော့ကိုဂျိုးရှာနေသူတွေကိုထိထိရရအေးယူပေးပါလို့တော်တူ DVB ကနေတဆင့်တောင်းဆိုအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာကိုတော်တူ DVB အစီအစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ပကွေးတိုင်းပွင့်ဖြူမြို့နယ်ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါ DVB ရေးတဲ့စာရေးသားပေးပို့လာသူလည်းမင်္ဂလာပါရှင်မကွေးတိုင်းပွင့်ဖြူမြို့နယ်ဇီတော့ရွာကပြည်သူတွေရဲ့ကိုစားရှင်းပွင့်ပြရစီ ရွာမှာရှိတဲ့အုပ်ချုပ်ရေးမှုနဲ့ပေါင်းပါတွေကရွာသားတွေကိုတနက်ပြချင်းချောက်ပြီးစစ်ကောင်စီရွေးကောက်ပွဲအတွက်မဲပေးနီးစနစ်တွေကိုတင်ကြားပေးနေပါတယ်။ပြည်သူတွေကတော့သူတို့ဘက်မှာပါတဲ့ဘဲပါတီဘဲရွေးကောက်ပွဲကိုမှယုံကြည်မှုမရှိပေမဲ့လက်နက်ကင်ထားတဲ့အုပ်ချုပ်ရေးမှုနဲ့ပြူစောတိတွေကိုကြောက်နေရလို့ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါတယ်။ကျွန်တော်တို့မဲမပေးတဲ့နိုင်မဲ့ပါတီကဘဲပါတီလဲဆိုတာအားလုံးအသိပါ။အဘဘကဖိနှိပ်ခံနေရတဲ့ပြည်သူတွေရဲ့ဘဝကို အများသိစေဖို့မျှဝေပေးပါဦး DBB ဆိုပြီးတော့ရေးသားပေးပို့လာပါတယ်ရှင်။ဟုတ်ကဲ့ပါအခုဆိုရင်ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဟိုပြည်သူတွေရဲ့ဆန္ဒတိုင်းပေါ့လေဒါလုပ်လို့ရပါတယ်မဲမပေးလဲရပါတယ်ဆိုပြီးတော့စစ်ကောင်းဆောင်ကပြီးခဲ့တဲ့ဒီ AR တိုင်းခီးစင်မှာပြောကြားခဲ့ရလဲရှိရနော်မသိဘူး။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါကွာကြီးအခုနောက်ထပ်ပေးစာတစ်စာမှဖတ်ပြခင်ပါတော့ကျမတို့ရဲ့ .2dbb စီစဉ်ကိုစာရေးရေးသားပေးဖို့မယ်ဆိုရင်ဘယ်လိုနေရာတွေကနေပေးဖို့လိုရရဲဘယ်လိုအကြောင်းအရာတွေကိုရေးသားပေးဖို့လိုရရဲဆိုတာလေးပြပြပေးပါဦးရှင် ဟုတ်ကဲ့ပါမတီဗီကျွန်တော်တို့ရဲ့ဒီပြည်သူအစာပါဇက်အငါပေးစာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ကိုရင်ဖွင့်စာတွေပြင်ကိုဒေတာကိုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဒါရေးသားပြီးတော့ပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တဲ့နေရာမှာဒါအကြောင်းအရာတွေတွေမဟုတ်တပဲနဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တခါရေးသားပြပို့နိုင်ကြပါတယ်အဲတခုသတိထားရမှာတော့ကျွန်တော်တို့ဒီဒဇုံတယောက်ဒါမှမဟုတ်ရင်အဖွဲ့အစည်းတစ်ခုကိုပုတ်ခတ် ဒါဆွဆွဲထားတဲ့စာရီလိုမျိုးပေးစာရီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ဒီ .dpp အဖွဲ့သားတွေကပြန်လည်စစ်စစ်ပြီးတော့မှဖတ်ကြားပေးပါတယ်ခင်ဗျာနောက်ပြီးတော့တချို့တွေကမေးကြတယ်ပေါ့နော်ဒီသတင်းတွေပေးပို့ရတဲ့အခါမှာလုံခြုံစိတ်ချမှုရှိရလားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ဒီ .dpp အစီအစဉ်ပြည်သူအစားပါစပ်အငှားအစီအစဉ်မှာဆိုရင်တော့ဖြင့်ဒါဟိုဂျီတာပြပို့လာတဲ့ပေးတာတွေပေါ့လေဒါမက်ဆေ့ချာကနေပြီးဆက်သွယ်လာတဲ့ဟာတွေကိုနံပါတ်တွေဖုန်းနံပါတ်တွေဒါ ပြန်လည်ပြီးတော့ဖော်ပြတာမျိုးဖတ်ကြားပြတာမျိုးမရှိပါဘူး။ဒါကြောင့်မလို့လုံခြုံစိတ်ချစွာနဲ့ရေးသားပေးပို့လို့ရပါတယ်ခင်ဗျာ။ရေးသားပေးပို့တော့မယ်ဆိုရင်တော့ email ကနေတစင်းရေးသားပေးပို့တော့မယ်ဆိုရင် dot2dvv@gmail.com ကနေရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် dot2dvv ရဲ့ messenger ကနေတစင်းရေးသားပေးပို့နိုင်ကြပါတယ်။ Viber ဖုန်းနံပါတ်ကနေတစင်းရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒီမကွေးတိုင်းတဲ့ကចောင်းသားလေးတယောက်ကသူ့ရဲ့ကိုရီးဖြစ်ရဲ့အကြောင်းပေါ့နော်ဒါကိုရီးဖြစ်ရဲ့ဆိုတာကကျွန်တော်ဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ်တာဆွဲခံရတယ်လို့ပဲပြောမှာပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုဒါရေးသားပြပို့လာတာလေးကိုဖျက်ပြချင်ပါတယ်ခင်ဗျာ ရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါ DBB အဖွဲ့သားများခင်ဗျာ ကျွန်တော်ကမကွေးတိုင်းနေတာပါ ကျွန်တော်ရဲ့ကိုတွေ့အကြောင်းအရာလေးကိုပြောပေးခြင်းပါတယ်ကျွန်တော်ကအကြောင်းသားပါ2024 25ပညာသင်နှစ်မှာ grade 12အောင်ထားတဲ့အကြောင်းသားပါကိုလာပိုင်းတော့ကကျွန်တော်ကျောင်းတက်ဖို့မြို့ကိုသွားရပါတယ်အဖမ်းစီသတင်းတွေတော့ကြားပါတယ်ဒါပေမဲ့ကျွန်တော်ကအကြောင်းသားဆိုတော့ဘာမှဖြစ်မယ်မထင်ထားဘူးပေါ့ဗျာ သွားတော့ညှကားနဲ့စီးပြီးသွားရပါတယ်ခီးကတိတ်တောင်မရောက်လိုက်ပါဘူးမကွေးမြို့အကျော်မြို့တစ်လမ်းပေါ်မှာကားကရက်ကောအဲ့ဒီနားမှာမက်စတာထားတဲ့လူတစ်ယောက်ကမှတ်ပုံတင်တွေကိုယူပြီးစစ်ရောတော်တော်ကြာတော့ကျွန်တော်ရဲ့နာမည်ကိုခေါ်ပြီးတော့ကားအောက်ကိုဆင်းခဲ့လို့ပြောပါတယ်ကျွန်တော်ဆင်းသွားတော့လက်နဲ့ကင်ထားတဲ့ရက်ဝစ်စစ်သား2ဦးနဲ့စစ်ဝင်းနဲ့လူတစ်ယောက်ကစောင့်နေပါတယ်ပြီးတော့အထက်ကတစ်ယောက်ကကျွန်တော်ကိုမေးပါတယ်မင်းဘယ်သွားမှာလဲတဲ့ကျွန်တော်လဲကြောင်းတက်ဖို့မြို့ကိုသွားဖို့လို့ပြောလိုက်ပါတယ် ပြီးတော့အကြောင်းသားလို့ထပ်ခါပြောလိုက်ပါတယ်အဲ့ဒါသူတို့ကမင်းဘာပါသေးလဲပါတဲ့ဟာကိုယူပြီးတော့သူတို့ကားပေါ်ကိုတခိုင်းလိုက်ပါတယ်ကျွန်တော်လည်းသူတို့ပြောတဲ့အတိုင်းလိုက်လုပ်ပါတယ်ပြီးတော့သူတို့ကားနဲ့မျိုးတစ်မျိုးဖက်ကိုကျွန်တော်ကိုခေါ်သွားပါတယ်တော်တော်နဲ့မှတ်လို့ပေးပါဦးဗျာကျွန်တော်ရွာမှာရှိစဉ်စစ်မှုထမ်းကြီးတွေကိုအင်ကားမပြတ်မကွက်ပေးဆောင်ပါတယ်အဲ့ဒါကိုကျွန်တော်ဒီလိုဖြစ်တော့ရွာကဥက္ကဋ္ဌကသူကတောင်းမယူဘူးပါတယ်ဗျာ မိဘတွေကစိတ်ပူတော့ကျွန်တော်အစာလူစားရှာပြီးတော့ထည့်ရပါတယ်တကယ်တော့ကျွန်တော်ရောက်နေတာကအမှတ်စဉ်ဘလောက်နဲ့စူဆောင်ရေးတက်ထဲကိုရောက်နေတာပြီးရင်သူတို့ကတင်တန်းပို့မှာတဲ့အဲ့ဒါနဲ့မိဘတွေလူစားလဲတဲ့လူကိုပတ်စံသိန်းရာချီပေးပြီးတော့လဲလိုက်ရပါတယ်လဲလို့မှမပြီးသေးပါဘူးအဲ့ဒီလဲတဲ့လူရဲ့သွေးကိုစစ်ကပါတယ်ဆေးအောင်ရင်အဲ့ဒီလဲတဲ့လူက ကျွန်တော်အစာနေရမယ်ဆေးမအောင်ရင်တော့နောက်ထပ်အစာထိုးဖို့လူတယောက်ကိုထပ်ပြီးတော့ရှာပေးရမယ်လို့ အဲ့ဒီကအရာရှိတွေကပြောပါတယ်ကျွန်တော်အဲ့ဒီမှာဆယ်လောက်နေခဲ့ရပါတယ်ကျွန်တော်လူမျိုးဖမ်းခဲ့ရပြီးတော့တင်တန်းသွားတက်ရမဲ့သူတွေကလည်းရှိနေပါတယ်တင်တန်းနေရာကထိုင်းနေဆက်တဲ့ပြောရမယ်ဆိုရင်ကျွန်တော်လည်းနောက်ဆုံးမှပြင်ရတာပါကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကြောင်းသားလဲဖမ်းတာပါပဲလားဒီဖြစ်စဉ်မှာကာသမာရီဘက်ကတောင်းယူမှုမရှိသလိုတည်င်းပေးပေါင်းကြံတာမျိုးဖြစ်တဲ့အတွက်ကားလိုင်းတွေကိုသတိထားစီးနှင်းကြဖို့သတိပေးစကားပါခြင်းပါတယ် DVB အဖွဲ့သားအားလုံးလည်းဒီတော်လှန်ရေးကြီးမှာဆက်လက်ပါဝင်နိုင်ပါစေမြန်မာနိုင်ငံအမြန်ဆုံးလွတ်လပ်မှု ပြန်ရပါစေစစ်အာဏာရှင်ကြဆုံးပါစေ ဆိုပြီးတော့ရေးသားပြပလာတာပေါ့နော်ဒီရေးသားပြပမှာဆိုရင်ဒါသူတကယ်ကိုကိုတွေ့ကြုံခဲ့ရတဲ့အကြောင်းဒါကာယကရှင်ကိုယ်တိုင်ဆက်သွယ်ပြီးတော့ဒါတော့ DPP ကိုရေးသားပြပလာတယ်ရေးသားပြပရတဲ့မှာလဲဒါအကြောင်းအရာတွေအချက်လက်တွေပြပြဆုံဆုံနဲ့တခါရေးသားပြပလာတာပေါ့နော်အဲဒါပေမဲ့တခုရှိတာကတော့အဲ့ဒီမှာသူစီးနင်းလာတဲ့ရှင်လိုင်းရဲ့နာမည်ကိုတော့ရေးသားထားတယ်ဒါပေမဲ့တော့ DPP အစီအစဉ်မှာဆိုရင်တော့အဲ့လိုမျိုးနာမည်တွေကိုတော့ဖော်ပြလေးမရှိတာအကြောင်းခြံလှက်ပြီးတော့မှဖတ်သားပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ဆလင်းကြီးမြို့နယ်ရဲ့ပြည်သူတယောက်ပြပလာတဲ့ပေးစာပါရှင်အမိကိုတော့မဖော်ပြပါနဲ့ခင်ဗျာတဲ့စကိုင်းတိုင်းဆလင်းကြီးမြို့နယ်ထဲမှာစစ်တပ်ကရဲပေါင်း20နီးပါးရှိပြီးစစ်ကြောင်းထိုးနေရပါဝမ်ပေါင်းကုမ္ပဏီကအင်အား800လောက်ရှိတဲ့စစ်သားတွေကပြည်သူတွေရဲ့နေအိမ်ထဲမှာခိုးကပ်နေတာရဲပေါင်းတော်တော်ကြာနေပါပြီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်းထိထိရောက်မလုံနိုင်ကြပါဘူးသူတို့တွေကလူထုအိမ်တွေမှာကြာကြာနေထိုင်ရတာဒေသခံတွေအတွက်အိုးအိမ်ထိခိုက်မှာကိုစိုးရိမ်ရတယ်လို့ နေထိုင်ရလည်းအဆင်မပြေဖြစ်လာရပါတယ်။နောက်ပိုင်းမြေပြင်ရွေးပေါ်တွေကအသက်ပေးတိုက်ပွဲဝင်နေချိန်မှာပအဖအုပ်ချုပ်ရေးတာဝန်ရှိသူတွေကမြို့နယ်ကအခုနေကိုတိမ့်နေတယ်လို့လစာလဲရနေကြပါတယ်ခင်ဗျာဆိုပြီးတော့ရင်ဖွင့်ရေးတာပြပို့လာပါတာရှင်။ဟုတ်ကဲ့ပါဒါပြီးခဲ့တဲ့ဒါရပိုင်းလာပိုင်းတွေကဆိုရင်ဒါလက်ဘရောင်းတောင်ကျင်းနီစီမံကိန်းအနီးနားမှာရှိတဲ့ခြေရွာတွေကိုစစ်ကြောင်းထိုး ရွာတွေကိုမီးရှို့ဖျက်ဆီးပြီးတော့တက်ဖြတ်ခဲ့တဲ့ဒါဖြစ်စဉ်တွေလည်းကျွန်တော်တို့ဒီသတင်းတွေထဲမှာတွေ့နေရတယ်ပေါ့နော်။ဒါအခုချိန်ဒီလည်းဒါရွာတွေထဲမှာစစ်သားတွေကဟိုနေအိမ်တွေထဲမှာပေါ့လေဝင်ရောက်နေထိုင်နေရရှိလို့ရွာသားတွေအနေနဲ့ဒါနေရက်တွေကိုမပြတ်နိုင်ပဲနဲ့တောတောင်တွေထဲမှာထွက်ပြေးနေရတယ်ဆိုတော့ဒါသတင်းပြပမှုတွေကလည်းကျွန်တော်တို့ဒီသတင်းတွေထဲမှာတွေ့နေရတယ်မသိသေးဘူး။ဟုတ်ကဲ့ပါမတီဒီကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်ထောင်ကတော့ဒီမခွေးတိုင်းအောင်လံမြို့နယ်တွေကရေးသားပေးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာ ဖက်ပြရမယ်ဆိုရင်မင်္ဂလာပါထုတ်တူ TVB မကွေးတိုင်းအောင်လံမြို့နယ်ချွေပတော်တိုင်းနယ်ဘက်ကအခြေအနေကိုပြောပြချင်ပါတယ်ကျွန်တော်တို့ဒေသမှာတော်လန်ကြီးတက်တွေရှိကြပါတယ်တော်လန်ကြီးတက်တွေဘက်ကကြက်ကြက်ပြက်ပြက်တိုက်ခိုက်တာမျိုးတော့မရှိသေးပါဘူးဒါပေမဲ့စစ်တပ်ကကြီးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာမီးရှို့တာတွေလှုပ်ဆောင်နေပြီးတော့မကြသေးမီကပဲလက်နက်ကြီးထိမှန်လို့အမျိုးသမီးတူဦးသွေးထွက်လွန်ပြီးတော့တေဆုံးခဲ့ရပါတယ်စီပေးရှောင်ရတဲ့ရွာတွေကလည်းများလာပေမဲ့ သတင်းမီဒီယာတွေမှာအဲ့ဒီဘက်ဒေတာကသတင်းတွေတိတ်မပါလို့ဝန်내မိရပါတယ်။ဒါကြောင့် DVB အနေနဲ့အွန်လန်မြို့နယ်ဘက်ကမြေပြင်သတင်းတွေကိုပုံမှုစုံစမ်းဖော်ပြပေးပါလို့တောင်းဆိုချင်ပါတယ်။ချွေဘတော်ကြီးတိုင်းနယ်ဘက်မှာဆိုရင်ပိုပြီးအဖြစ်များနေလို့ပါ။ကျေးဇူးတင်ပါတယ် DVB ဆိုပြီးတော့ဒေတာရင်းမှာဒါတိုက်ပွဲတွေဖြစ်နေတယ်။တိုက်ပွဲတွေဆိုတာထက်ဒါစစ်တပ်ကနေပြီးတော့ခြေရွာတွေကိုလက်နက်ကြီးနဲ့ပြစ် เนาะတိုက်ခိုက်ပြီးတော့ဒီမီးတွေရှို့နေရည်လှုပ်ဆောင်နေလို့ပေါ့လေဒါပေမဲ့ဒီလိုဖြစ်ပျက်နေရတဲ့ပတ်သက်ပြီးတော့ဒါအတန်တွေမီဒီယာတွေမှာမတွေ့ရတဲ့ဘူးဆိုတဲ့အကြောင်းရေးသားပြပလာတဲ့ပေးစာကိုအလုံးသိအောင်ဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ချော်ရေအခုတခါဖတ်ပြပေးစီနေပေးစာကတော့ဘကူတိုင်းတာယာဝတီမြို့နေရနေပြပလာတဲ့ပေးစာပါရှင်မင်္ဂလာပါ TVB တဲ့ဘကူတိုင်းတာယာဝတီမြို့နေခြေကြီးကွင်းအုပ်စုမှာရွာ၅ရွာရှိပါတယ်စစ်မှုထံကိုတလကိုမဲပေါက်တဲ့လူကို တစ်ယောက်ကို၄သိန်း၃၀၀ပေးရပါတယ်။မဲပေါက်တဲ့လူတအိမ်ကို၁၀၀၀ခွဲပေးရတယ်။တစ်လကိုမဲပေါက်တာတစ်ရွာကို၄ယောက်ကနေ၅ယောက်အထိရှိပါတယ်။ပြီးတော့အခုရွေးကောက်ပွဲမှာမဲပေးရမယ်လို့လည်းဆရာမတွေကပြောပါတယ်။ခြေကြီးခွေးအုပ်စုမဲရော်တို့ကမဲရုံမှုကဆရာမတွေမလုပ်ချင်ပါဘူး။ဒါပေမဲ့သူတို့ကဆီယာမတွေကိုအတင်းခိုင်းနေတယ်။ကျွန်တော်တို့ကတော့ပြည်သူတယောက်အနေနဲ့မဲမပေးဖို့ဆုံးဖြတ်ထားပါတယ်။တချို့နေရာတွေမှာမဲပေးနေရပြီလို့တော့ကြားနေရတယ် လူသွားသွားမသွားသွားမဲကသူ့လိုလုပ်ပြီးသားပါအကောင့်နံပါတ်ကိုတော့မဖော်ပြပါနဲ့ကျေးဇူးတင်ပါတယ်တဲ့ဟုတ်ကဲ့ပါရှင်ကျမတို့စီစဉ်မှာတော့ဒီစာရေးသားပြဖို့လာသူတွေရဲ့နံပါတ်ကြီးဖုန်းနံပါတ်ကြီးကိုတော့ဖော်ပြပေးခြင်းရှိပါအောင်ရှင်ဟုတ်ကဲ့ပါအခုဆိုရင်ဒါစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအားဆိုရင်ဒီဇင်ဘာလမှာစပြီးတော့တို့ကျင်းပမယ်ပေါ့လေဒါပထမအကြိမ်ပေါ့ပြုလုပ်မဲ့ဒါရွေးကောက်ပွဲကိုတို့၃ကြိမ်ခွဲပြီးပြုလုပ်မယ်ဆိုပြီးတော့လည်းသိရတယ်မသိသေးဘူး ဒါအခုဆိုရင်ယူကောက်ပဲနေလာနဲ့အခုဆိုရင်ဒါချွတ်တင်မဲတွေပေးနေရတယ်တချို့နေရာတွေမှာဆိုရင်ဒီလိုမဲမပေးဘူးဆိုရင်သံကောင်းစင်းနဲ့ဧည့်စင်းနဲ့နေရတဲ့သူတွေကိုထုတ်မပေးဘူးဆိုတော့အကြောင်းအရာတွေကလည်းဒါသတင်းတွေထဲမှာတွေ့နေရတယ်တချို့နေရာတွေဆိုရင်ဒါမဲပေးဖို့အတွက်ကိုအတင်းဖိအားပေးခံနေရတယ်ဆိုတော့အခြေအနေကလည်းဒါစစ်ကောင်းဆောင်ရဲ့ပြောကြားချက်နဲ့ဆိုရင်ဒါကွဲလွဲမှုတွေအများကြီးရှိနေတာကိုတွေ့နေရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုမျိုးဒီကိုဒေတာကိုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့တကွကြီးသားပေးပို့လို့ရတယ်လို့ရင်ဖွင့်စာတွေကိုလည်းပြည့်ပြည့်စုံစုံရေးသားပြီးတော့ပေးပို့နိုင်ကြပါတယ်ခင်ဗျာ ရေးသားပေးပို့တော့မယ်ဆိုရင်တော့ email ကနေတစ်သိမ်းရေးသားပေးပို့တော့မယ်ဆိုရင် .2dpv@gmail.com ကနေရေးသားပေးပို့နိုင်ကြပါတယ် Facebook ကနေရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com ရေးသောင်း .2dpv ရဲ့ messenger ကနေတစ်သိမ်းရေးသားပေးပို့နိုင်ကြပါတယ် Viber ဖုန်းနံပါတ်ကနေတစ်သိမ်းရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8211 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမတ်တီရီကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ဒါရန်ကုန်တိုင်းတောင်ပိုင်းခိုင်ကွန်းကြံကုန်းမြို့နယ်တွေကလေသမားတွေဒါလေသမားတွေကိုပေါ်လိဒါအကျွေးတောင်းခံနေရတဲ့အကြောင်းရေးသားပြပို့လာတဲ့ရင်ဖွင့်စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် DVB သတင်းဌာနခင်ဗျာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခိုင်ကွန်းကြံကုန်းမြို့နယ်မြို့နယ်လေယာစိုက်ပျိုးရေးဘဏ်ကမန်နေဂျာဖြစ်သူကဘဏ်ကျွေးပြရန်ကြံရှိရဲ့လေသမားတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးယုံကိုဆင့်ခေါ်ပြီးတော့ချင်းချောက်ပြီးအကျွေးငွေတွေကိုအခုတစ်ပတ်အတွင်းအတိုးနဲ့အရင် ပေါင်းပြီးဆက်ဖို့ဖိအားပေးနေပါတယ်တကယ်လို့မဆက်နိုင်ဘူးဆိုရင်ပိုင်ဆိုင်မှုဖြစ်တဲ့ပုံစံခွနစ်တွေကိုတိမ့်မယ်လို့ပြောနေပါတယ်ဒါကြောင့်မလို့အញ្ញံဆုံးပေးဆက်ရန်ချင်းချောက်ပြောဆိုနေပါတယ်ကျွန်တော်တို့မြို့နယ်မှာဆိုရင်ကြေးရွာအုပ်စုပေါင်း53အုပ်စုရက်ွက်9ရက်ွက်ရှိပြီးတော့ကြေးရွာပေါင်း135ရွာ လဲမြေဧကပေါင်းတသိန်းတထောင်ကျော်ရှိလို့အကျွေးကြံလဲသမားပေါင်း900ဦးကျော်ရှိပါတယ်။ပေးရမယ့်ငွေတွေကတော့နှစ်အဆက်ဆက်ကကြန့်ရှိတဲ့ငွေတွေအရင်တသိန်းဆိုရင်အတိုးငွေကတသိန်းဝန်းကျင်ဖြစ်နေလို့လဲသမားအများစုမှာတိန်းရာခိုင်နှုန်းများစွာပေးရမယ့်အခြေအနေဖြစ်နေပါတယ်။စစ်တပ်အာဏာသိမ်းပြီးကာလမှစပြီးတော့စပားစည်းမကောင်းတဲ့အခြေအနေတွေကြုံရတာလူအားငှားကပေးစရာကနေအစညီစီဘိုးချွေလှစ်ရိတ်သိမ်းက ထွန်ရက်25ကနေဒီဇယ်ဓာတ်ဆီဈေးကြီးနှုန်းကြီးမြင့်မှုတွေကြောင့်လေသမားအများစုကကိုယ့်စဘာကိုမစားရတဲ့အခြေအနေပေါ့အခုလိုအရင်နှစ်အဆက်ဆက်ကအကျွေးချန်တွေကိုအတိုးအရင်ပေါင်းပြီးတော့တောင်းနေတဲ့အတွက်လေသမားအများစုမှာဘလို့မှမဖြစ်နိုင်လို့ DVB သတင်းဌာနမှာအများသိအောင်တင်ပြပေးစီလိုပါကြောင်းအခုကြီးတောင်းခံအပ်ပါတယ်ဆိုပြီးတော့ဒါဘဏ်ကနေပြီးတော့ အကျွေးတွေတောင်းတယ်ပေါ့နော်အကျွေးတောင်းတဲ့နေရာမှာလဲဒါအတူရောအရင်ရောပေါင်းပြီးတောင်းတယ်အဲ့တော့ဒီလေသမားတယောက်ဆိုရင်ဆက်ရမယ့်ဟာမျိုးဆိုရင်ဒါတယောက်ကိုတိန်းကိုယာကနေလောက်ရှိရခါဖြစ်တဲ့တော့အခုကာလပေါ့လေအခုကာလဆိုရတဲ့ကျွန်တော်တို့ဒီအာနာတိန်းပြီးနောက်ပိုင်းကာလမှာဆိုရင်လေသမားတွေကဒါဆက်သုံးစီကြီးမြင့်မှုဒဏ်တွေပြီးရင်ကျွန်တော်တို့ဒီသွင်းအားစုစိတ်တွေကြီးမြင့်မှုတွေကြောင့်ဒါ ဟိုစဘာအထွက်နှုန်းကလည်းမကောင်းဘူးပေါ့နော်ပြီးရင်စဘာရတဲ့ဈေးနှုန်းကလည်းမကောင်းလို့ဒါဒုက္ခတွေရောက်နေကြတဲ့အခုလိုမျိုးတောင်းခံနေရတဲ့ပတ်သက်ပြီးတော့လယ်သမားတွေဘလို့မှအဆင်မပြေဘူးဆိုတဲ့အကြောင်းရေးသားပေးပို့လာတဲ့ပေးစာကိုတော်တူ DVB စီစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေးခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ကျမတို့ရဲ့တော်တူ DVB စီစဉ်ဒီကနေ့ထုတ်လွှင့်မှုရဲ့နောက်ဆုံးစာပါရှင်ဒီစာကတော့တနင်္လာနေ့တိုင်းဘလောမြို့နေရာပြည်သူတယောက်ပေးပို့လာပါရှင်မင်္ဂလာပါ DVB ရေးတဲ့ ျွန်တော်တို့ဘလောမြို့နယ်တွေမှာဖြစ်နေရလေးပြောပြချင်လို့ပါ KNU လူကြီးများတီးကြလာတော့ကျွန်တော်လည်းမသိပါဘူး KNDO အဖွဲ့ခွဲကဘလောမြို့နယ်အခွဲမှုကမနစ်တုန်းကရဘာချန်တေကကိုတသိန်းကောက်ပါတယ်ပြီးတော့လေရင်ပြည့်တနက်ဝယ်ဖို့ဆိုပြီးတသိန်း9000အမျိုးမျိုးကောက်တာပါပြီးတော့လမ်းလုံးမယ်ဆိုပြီးတော့လည်းကောက်ပါတယ်ဘာတစ်ခုမှဖြစ်မလာပါဘူးအခုလည်းကောက်နေပြန်ပါပြီပြည်သူတွေလည်းပင်ပန်းနေပါပြီလေရင်လာလို့ရှောင်ရအစီပေးရှောင်ရနဲ့ပြန်ပြီးတော့ခဏလေးလှုပ်ရှားမိရင်လည်း သူတို့ကလာတောင်းနဲ့ကျေးဇူးပြုပြီး KNU အထက်လူကြီးတွေတည်အောင်ကြောပြပေးပါဦး။ကျေးဇူးတင်ပါတယ် DBB ပြည်သူကိုစားပေးပို့လိုက်ရတာပါဆိုပြီးတော့ဤတာပေးပို့လာပါရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းအစီအစဉ်ကိုဒီပလောမျိုးနေတဲ့ကအခွန်နေကောက်ခံနေရတာနဲ့ပတ်သက်ပြီးတော့ဤတာပေးပို့လာတဲ့ပေးစာလေးနဲ့ပဲအဆုံးသတ်ပြသည်ခင်ဗျာ။ ဆက်လက်ဖျက်ချပေးဖို့ပေးစာတွေအများအပြားရှိနေပြီမဲ့ဒါအချိန်အကန့်အသတ်ကြောင့်ပေါ့လေနောက်တစ်ဖက်မှာလည်းကျွန်တော်တို့ပေးစာအစ်တွေကိုဆက်လက်ပြီးတော့ဖျက်ပြပေးပါမယ်ခင်ဗျာစာရေးသားပေးဖို့သူပေါင်းနဲ့ကြီးစုအားပေးသူပေါင်းမြမပြည်သူပြည်သားပေါင်းဘေးရန်ကင်းကွာပြီးတော့ကျန်းမာချမ်းသာကြပါစေလို့ dot2dbb ဘိုင်းတော်သားတွေကစုမုံကောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ခင်ဗျာ